အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ရွေးကောက်ပွဲကိုညှင်းပယ်ရန်နှင့်နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးအပအဝင် အချက်၅ချက်ဆောင်ရွက်ပေးရန်အာဆီယံတို့ NUG, CRPH, NUCC နှင့်တိုင်းသားတော်လှန်ရေးတပ်များအပအဝင်အဖွဲ့၂၀ကတောင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ အကြံဖက်စစ်တပ်ကပြုလုပ်မဲ့မြည်သည့်ရွေးကောက်ပွဲမဆိုညှင်းပယ်ရန်နှင့်အတိအမှတ်မပြုရန်နိုင်ငံရေးအကျဉ်းသားအလုံးလုံမြောက်ရေးအပါအဝင်အချက်၅ချက်ဆောင်ရွက်ပြီးရန်အာဆီယံတို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH NUCC နှင့်ကရင် KNU ချင်း CNF ကချင်း KPICD ကရင်နီ KNPP IEC အပါအဝင်တော်လှန်ရေးတပ်များနှင့်အဖွဲ့အစည်းပေါင်း၂၀ကယနေ့ကြေညာချက်ထုတ်ပြန်တောင်းဆိုပါတယ် မလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌဖြစ်လာသည့်အချိန်မှစတင်၍မြမအရေးအတွက်ဖြည့်ရှင်ရေးအတွက် NUG အမျိုးသားညီညွတ်ရေးအစိုးရ NUCC အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီ CRPH ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီတိုင်းသားတော်လှန်ရေးအဖွဲ့အစည်းများတိုင်းသားရေးရအတိုင်းပင်ခံကောင်စီများ Federal Unit များနှင့်အခြားသောကိုစားပြုအဖွဲ့အစည်းများအပါအဝင်အထူးကသက်ဆိုင်သူအဖွဲ့အစည်းများအလုံးပါဝင်သောဆွေးနွေးပွဲများဇက်တိုက်လှုပ်ဆောင်ခဲ့ကြောင်းယနေ့ထုတ်ပြန်သောကြေညာချက်ကိုအစားပြုထားသည် အဆိုပါဆွေးနွေးပွဲများနှင့်ထိတွေ့ဆက်ဆံမှုများသည်မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောအကျပ်တဲကိုဖြေရှင်းရင်းအကြံဖတ်မှုများရက်စဲရင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခွင့်အရေးများပေးနိုင်ရင်းအားလုံးပါဝင်သောနိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရင်းနှင့်စစ်တပ်ကစီစဉ်ထားသောအထူးရောင်ရွေးကောက်ပွဲကိစ္စကိုဖြေရှင်းရင်းမဟာဗျူဟာနှင့်အကြံပြုချက်များကိုအကောင့်ထဲပေါ်ရေးအားလုံးပါဝင်သောပလက်ဖောင်းတစ်ခုဖြစ်ကြောင်းသိရပါသည် မြမရေဆွေးနွေးပွဲတွင်အထူးကသက်ဆိုင်သူများအလုံးကစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမြမနိုင်ငံတွင်ဆိုးရွားလာသည့်အခြေအနေအပေါ်စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုပြီးဒီမိုကရေစီပြန်လည်ထူထောင်ရေးနှင့်လူအခွင့်အရေးကိုတိုးမြှင့်ရန်ဆောင်ရွက်ရန်အတည်ပြုခဲ့ကြောင်းသိရပါသည် အာဆီယံဘုံသဘောတူညီချက်9ရက်ကိုအကောင့်ထည့်ဖို့ရေးလက်ခံအတည်ပြုထားတော်လဲဘုံသဘောတူညီချက်9ရက်ကိုအကောင့်ထည့်ဖို့ရေးအကန့်အသတ်များရှိနေမှုအပေါ်စိုးရိမ်ကြကြောင်းစစ်တပ်ကအယက်သားများအပေါ်အကြံဖတ်မှုများဆက်လက်ကျူးလွန်နေပြီးအာဆီယံပြည်ညံအပါဝင်ဒီမိုကရေစီစံနှုန်းများကိုပြောင်ပြောင်တင်းတင်းလှစ်လှူရှုလျက်ရှိကြောင်းသိရပါတယ်မလေးရှားနိုင်ငံကကမာကထပြုလုပ်ခဲ့သောမြမရေးဆွေးနွေးပွဲများတွင်စစ်တပ်၏ရွှေကောက်ပွဲညှင်းပယ်ရန်တော်လှန်ရေးတပ်များအကြားစူးစီးညှိညွတ်မှုတည်ဆောက်ရန် အာဆီယံကပြည့်ပြည့်သားသားအရေးယူဆောင်ရွက်ရန်အားလုံးပါဝင်သောနိုင်ငံရေးတွဲဆောင်ဆွေးနွေးမှုအကောင့်အထည်ဖော်ရန်ဒေတာတွင်တည်ငြိမ်အေးချမ်းရေးဟုသောရည်ရွယ်ချက်၆ခုကိုရလဒ်များအဖြစ်ရရှိခဲ့ကြောင်းသိရပါသည်ထို့ပြင်တွဲဆောင်ဆွေးနွေးပွဲများတွင်စစ်တပ်ကိုတရားဝင်မှုလုံးဝမပေးရန်လည်းသဘောတူညီထားကြောင်းသိရပါသည်။ထို့ကြောင့်အာဆီယံအနေဖြင့်အကြံဖက်စစ်တပ်ကပြုလုပ်မဲ့မြေတိရွေးကောက်ပွဲမှာဆိုညှင်းပယ်ရန်နှင့် အတိအမှတ်မပြုရန်အရက်သားများအကြံဖတ်မှုမှကောက်ွယ်နိုင်ရေးအေးအေးဆောင်ရွက်မှုများချက်ချင်းလုံးဆောင်ရန်စစ်တိတ်အကြံဖတ်ရက်ဆက်မှုများအပေါ်နှုတ်ဆက်နေမှုကိုအဆုံးသတ်ရန်ဒေါအောင်ဆန်းစုကြည်တပ္ပရာဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားများအလုံးချွင်းချက်မရှိချက်ချင်းလွတ်ပေးရန်တောင်းဆိုပေးရန်တော်လှန်ရေးအဖွဲ့များကစုပေါင်းတောင်းဆိုသည်ရှင်းပြင်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရန်ပြက်ကွက်နေသောစစ်တပ်ကိုတာဝန်ခံစေရန်တန်တမာရေးအရေးယူမှုအာဆီယံအစည်းအဝေးများမှဖေရှားအရေးယူရန် စစ်တပ်ကအာဆီယံဘုံသဘောတူညီချက်ကိုအကောင့်ထည့်ဖို့ရေးနိုင်ငံတကာနဲ့အတူဖိအားပေးအရေးယူရန်တောင်းဆိုပါတယ်။အဆိုပါကြေညာချက်တွင် NUG, CRPH, NUCC တို့နဲ့အတူ APSDF, CNF, KPICD, KNPP, IEC, Montainda, MSFC, NNSE, AD, PNFC, PNFC, PNLO, ရန်ကုန်လွှတ်တော်ကဲ့သို့သော Federal Unit များစုစုပေါင်းအဖွဲ့အစည်းနှင့်တပ်စုစုပေါင်း20ခုပါဝင်ကြောင်းသိရှိရပါတယ်။ ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။